သူတို့ကြုံရတာကြာကိုရီထပ်ပိုးဆိုရယ်လေသူတို့ခဏလေးအချိန်ခဏလေးမိနစ်ပိုင်းအတွင်းမှာသူတို့မှာဆုံးရှုံးမှုကအများကြီးဆုံးရှုံးရတယ်။ဟိုပိုင်ဆိုင်မှုလည်းဆုံးရှုံးရတယ်လို့ကို့ဆွေမျိုးသားချင်းနေရဲအသက်ပေးပြီးပေါ့နော်အဲ့ဒါလေးလည်းဆုံးရှုံးလိုက်ရတယ်ဆိုတော့သူတို့မှာကို့ထက်အပူပင်နေပိုကြီးရကြတော့ကိုချင်းစားပြီးတော့ပေါ့နော်သူတို့လိုအပ်ချက်လေးပေါ့နော်ကိုကကူညီလိုက်တော့ကြတော့သူတို့အတွက်လည်းစိတ်ချမ်းသာရတယ်ကိုလည်းတစ်ဖက်တစ်လမ်းကကူညီရဲဆိုတော့ကိုလည်းစိတ်ချမ်းသာရတယ်ဆိုပြီးတော့ကြတော့ဒါလေးတွေကိုလှုပ်ဖြစ်တာပါဟုတ် င်္ဂလာပါခွာတော့ဈေးကုန်းကြောင်းတိုင်းဈေးကုန်းကြည့်ရပါတော့เนาะကုန်းတော်ရှင်ကြောင်းပါရှင်ကုန်းတော်ရှင်ကြောင်းပါသူတို့လာရောက်ပြီးတော့ဖြုတ်ပြရတာပေါ့ ဆုံလာပြီနေဆိုတော့သမီးတို့ဒီမြန်မာဒလိပေါ့နော်ကဆုံညာရီသွန်းပွဲလေးလောက်ကြရတယ်။အဲ့မှာဒီမှာဖုန်ဖုန်ကလမ်းပြကြအကူညီတောင်းတဲ့အတွက်ကဆုံညာရီသွန်းပွဲမှာလာရောက်ပြီးတော့ကြတော့ဖြတ်ပေးရတာဖြစ်ပါတယ်။ဆရာတော်နေကတော့ဒီသမီးကကြတော့ဒီရေဘေးတော့လည်းအလှခံလဲအခုငလင်ဘေးအလှခံတော့ကြတော့လိုင်းပေါ်မှာဖုန်ဖုန်နဲ့တွေ့ပြီးတော့ကြတော့ဖုန်ဖုန်ကလာပြီးတော့ကြတော့သမီးစီကိုအဆက်တွေ့တယ်ပေါ့နော်ဒီလိုစံရဲ့ဟိုအလှငွေရဲ့လူကျင်တို့ဆိုပြီးတော့ဆက်တွေ့တော့ကြတော့အိမ်ကိုလာရောက်ပြီးတော့ဖုန်ဖုန်ကိုယ်တိုင်လာလှူပါတယ်အဲ့ရနေပြီးတော့ကြတော့ခင်းသွားတော့ပေါ့ဖုန်ဖုန်နဲ့ခင်းသွားကြဖုန်ဖုန်ကလည်းကို သမီးလေးတယောက်လို့ဟိုချစ်ခင်သွားတာပေါ့အဲ့တော့သူဘာပွဲလို့လို့ဘုံဘွားလန့်ခေါ်ပါတယ်အဲ့နေပြီးတော့ဒီရွာလေးကိုရောက်လာတာပါ။အเจ้าကိုရောက်လာမှာအရန်ကိုပိတိဖြစ်တယ်ပေါ့နော်။ဒီကပထမဆုံးရောက်လာခြင်းအရန်လည်းตายရတယ်။သူကရွာထဲမှာမဟုတ်ဘဲနဲ့ရွာပြင်မှာရှိတယ်ပေါ့နော်။ဒီအเจ้าလေးကဖုံဖုံကိုယ်တိုင်ဒီအเจ้าလေးကိုသူကိုယ်တိုင်တိဆောက်ထားတာပေါ့နော်။15နှစ်ရှိသွားပါပြီတဲ့။အဲ့တော့ဒီပထမဆုံးရောက်လာခြင်းဆိုတော့အရန်လည်းตายရတယ်။တစ်ပင်နေနဲ့တကယ်လည်းตายရပါတယ်။ဒီဖျားကြီးဆိုရင်ပြင်လက်ဆက် ပေါ့နော်ပြီးလဲပြီးတော့မှာပါဟုတ်ဖရဲရေတရားရေဆိုတာအေးချမ်းနေပေါ့နော်ဒီကိုဖုံဖုံလို့ပေါ့နော်ကိုမွေးချင်းလို့ပါပဲဖုံဖုံအဲ့တော့ကျတော့ဖုံဖုံကိုယ်တိုင်တိဆောက်ထားတဲ့ဖရဲမှာရောက်လာတဲ့အတွက်ကြောင့်လည်းပို့ပြီးတော့အေးချမ်းပါတယ်ဟုတ်ဟိုဒီပြည့်နေရာကြီးမသွားပြဘူးဒီမှာဖြောပြေးရင်းနဲ့ပေါ့နော်ဖုံဖုံလှုပ်တဲ့ပွဲလီမှာဖြောပြေးရင်းနဲ့ဒီမှာပဲကုတူတွေလှုပ်ဖြစ်တာပေါ့ကစုံညာရင်သုံးဝဲဆိုတော့အဖရဲတရားလှုပ်ရင်းနဲ့ပေါ့ဟုတ်ကျန်တဲ့နေရာတော့မရောက်ဖြစ်ပါဘူးအများကြီးအေးချမ်းပါတယ်ပြီးဒီလဲဖြစ်တယ်ပေါ့နော်ကိုကဒီဟာလေးကအခါကြီးငွေနဲ့လာရတာမဟုတ်ဘူးဖုံဖုံလှုပ်တဲ့ပွဲဆိုတော့ကိုရဲ့ဖုံဖုံလှုပ်ဖြစ်နေ ဲကြတော့ပါရမီဖြစ်ပြရပေါ့ဟိုအခါကျွေးငွေနဲ့မဟုတ်ဖ ೇನೆ အဲ့တော့လည်းအများကြီးပီတိဖြစ်ရပါတယ်ကိုကတဖက်တလင်းကပါဝင်ပြရဆိုတော့ကိုလည်းအများကြီးကုသရပါတယ်အာရေရွာလည်းအများကြီးချက်ဆက်ကောင်းပါလေရှေးမူလေးမပြတ်တာလေးလွတ်တွေ့ရပေါ့နော်ဟိုသူများတွေကတော့ပုံးလေးတွေနဲ့လာကြပြီးတော့ညာရင်သွင်းကြတယ်သူများတွေကြတော့လည်းအိုးလေးတွေနဲ့ပေါ့နော်အမင်းကလေးတွေဆိုပြူလေးတွေအိုးလေးတွေနဲ့လာပြီးညာရင်သွင်းကြတယ်တို့တို့ကြည့်ရရန်လေးအေးချမ်းပါတယ်ရန်လေးပီတိဖြစ်ရပါတယ် ့ကြုံရတာကြာကိုရီထပ်ပိုးဆိုရယ်လေသူတို့ခဏလေးအချိန်ခဏလေးမိနစ်ပိုင်းအတွင်းမှာသူတို့မှာဆုံးရှုံးမှုကအများကြီးဆုံးရှုံးရတယ်ဟိုပိုင်ဆိုင်မှုလည်းဆုံးရှုံးရတယ်လို့ကို့ဆွေမျိုးသားချင်းနေတယ် အသက်ပေးပြီးပေါ့နော်အဲ့ဒါလေးလည်းဆုံရှုံလိုက်ရဆိုသူတို့မှာကိုယ့်ထက်အပူပင်နေပိုကြီးရကြတော့ကိုချင်းစားပြီးတော့ပေါ့နော်သူတို့လိုအပ်ချက်လေးပေါ့နော်ကိုကကူညီလိုက်တော့ကြတော့သူတို့အတွက်လည်းစိတ်ချမ်းသာရတယ်ကိုလည်းတစ်ဖက်တစ်လမ်းကကူညီရဆိုတော့ကိုလည်းစိတ်ချမ်းသာရတယ်ဆိုပြီးကြတော့ဒါလေးလေးကိုလှုပ်ဖြစ်တာကိုကဒီအမှုပညာသမားဆိုတော့ပရိသတ်ကလည်းနည်းနည်းလေးရှိတော့ကြတော့ကိုဟိုအပိရပိသတ်တရားလည်းဒီနိုင်ငံသားပေါ့နော်ယနေ့ရဝေးရနိုင်ငံသားမှရှိရပြပါလေအကုန်လုံးကို ဒီလိုအလူငွေကောက်ခံလဲကောက်ခံရောတို့အများကြီးနောက်ကနေပတ်မိုးပြပါတယ်ဒီလိုမျိုးပေါ့နော်ရေဘေးတော့ရောအခုငလင်ဘေးမှာရောရေုံကြည်နဲ့ဟိုလူငွေတွေဆိုရင်သူများရေဆိုရင်လည်းတသိန်း၂သိန်းသူများရေဆိုရင်၄50သိန်းအထိတယောက်တည်းလူတိုင်းရှိပါတယ်အဲ့လိုမျိုးရုံကြည်နဲ့လာရောက်လူလန်းပြည့်ရအတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်တို့ရုံကြည်ဒီလိုမျိုးကိုကလည်း ဟိုဒီထဲကနေပြီးတော့တပြားတစ်ချက်မှမသုံးဘဲနဲ့ကိုကိုတိုင်းကလည်းကိုတိုင်းကိုကြသွားရောက်လှူရနာရှိရယ်ကိုတိုင်းမသွားနိုင်တဲ့နေရာတွေကိုကကိုအိမ်ရနေပြီးတော့ကြတော့သွားမဲ့သူတွေကိုကိုတိုင်းပစ္စည်းဝယ်ပေးတာတွေကိုတိုင်းအလှငွေလူရည်လည်းအများကြီးလုပ်ပေးပါအရင်ဟုန်ကြီးကြီးနဲ့လူလန့်ပေးရတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ဒီနေရာနေပြီးတော့ကျေးဇူးတင်ပါတယ်